အခုတင်ဆက်ပေးမယ့်သတင်းကတော့မန်စီးတီးတဲ့တန်းစင်ရရင်တော့အသင်းနဲ့အတူဟာလန်းတို့ရှိနေမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မန်စီးတိုက်စင်မူဟာလန်းကဘန်နာယင်းလေးဆန်တဲ့ကတိုက်ချက်တွေကိုရှစ်ပေါက်တယ်လို့သတ်မှတ်ခင်ရလို့မန်စီးတီးတဲ့တန်းစင်ပြတဲ့ရှာမှတ်ခင်ရမယ်ဆိုရင်တော့မှအသင်းနဲ့အတူရှိအမယ်လို့ပြောကြလိုက်ပါတယ်။မန်စီးတီးတင်ဟာလက်ရှိအချိန်မှာပရီးမီးယားလိနဲ့ဥရောပဘောလုံးဖွဲ့ချုပ်ကချမှတ်ထားတဲ့ဘန်နာရေးဆိုင်ရာစီးနင်းတွေကိုရှိုးပေါက်တယ်ဆိုပြီးတော့တရားရင်ဆိုင်နေရပါတယ်။မန်စီးတီးတင်ကိုတရားရုံးမှာဆွဲချက် 115ကျန်းနဲ့ဆွေးဆက်တင်ထားပြီးပြီးခဲ့တဲ့ဒီဇင်ဘာလကလေးကစစ်ဆေးမှုတွေဆက်တင်လုပ်ဆောင်နေရပဲဖြစ်ပါတယ်။လာမယ့်နေရာဒီမှာမန်စီးတီးတင်းကိုဘန်နာရေးဆိုင်ရာအစည်းအဝေးတွေကိုရှုဖောက်ခဲ့ခြင်းရှိမရှိဆိုတာကိုအမိန့်ချမှတ်ဖို့လည်းများနေပါတယ်။ဘန်နာရေးဆိုင်ရာအစည်းအဝေးတွေကိုရှုဖောက်ခဲ့တယ်လို့ထင်ရှားခဲ့မယ်ဆိုရင်တော့မန်စီးတီးတင်းဟာအမှတ်ရပြည်ထောင်တွေပြီးအမြင့်ဆုံးပြည်ထောင်အနေနဲ့တန်ဆင်ရတဲ့ပြည်ထောင်မျိုးတွေပါရင်ဆိုင်ရဖို့တွေ့ရှိနေရပါဗျ။ ဟာလန်ကမန်စီးတီအသင်းဟာဘယ်လိုအမှားမျိုးကမှမလုပ်ခဲ့ဘူးလို့ယုံကြည်တယ်လို့အဲ့လိုယုံကြည်တာကြောင့်လည်းမန်စီးတီအသင်းနဲ့ဆန်းသက်တန်ရှေ့စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီးတကယ်လို့မန်စီးတီအသင်းတန်းစစ်ပြစ်ထန်ရှာမှတ်ခံရမယ်ဆိုရင်တော့မှအသင်းနဲ့အတူဆက်ရှိနေရတယ်ပြောကြခဲ့ရပဲဖြစ်ပါတယ်ဒီသတင်းကိုတော့ညချောင်းအောင်ပေးပို့လာပါ